အကောင်းမြင်စိတ်ထားကောင်းအောင်နေသွား၄င်းစဉ်မိမိစိတ်ကိုမိမိပြုပြင်နေရန်အရေးကြီးပါတယ်။ကျမ်းမာခြင်းပျော်ရွှင်ခြင်းအောင်မြင်ခြင်းဆိုဒီမှာမိမိဤစိတ်ကိုအကြံဉာဏ်ယုံကြည်ချက် အကောင်အထည်ဖော်ချက်များနဲ့သက်ဆိုင်ပါတယ်။အတွေးနောက်တွင် အလုပ်ပါရမယ်။ထိုင်တွေးနေုံနဲ့အလုပ်မဖြစ်ပါ။ အတွေးနောက်အလုတ်ကမလိုက်ရင်စိတ်ကူးတွေပျောက်ပြီးပန်းနိုင်ကိုမရောက်နိုင်ပါအတွေးတွေကလည်းလက်တွေကျပြီးအကောင်ထည်ဖော်နိုင်သည့်အတွေးများဖြစ်ရန်လိုအပ်ပါရဲ့လေထဲတွင်တိုက်အိမ်ဆောက်ခြင်းမျိုးမဖြစ်သင့်ပါမိမိတွင် တွေးခေါ်မျှော်မြင်နိုင်စွမ်းနှင့်စိတ်ကူးကို အကောင်ထည်ဖော်နိုင်စွမ်းတွေလည်းရှိရန်လိုအပ်ပါရဲ့ငယ်ရွယ်စဉ်ကတည်းကစိတ်ကူးဖြင့်အကောင်ထည်ဖော်နိုင်သည့်အလုပ်ကိုလှုပ်ဆောင်ပါ အသက်ကြီးလာရင်စိတ်သွားတိုင်းကိုမပါ ဖြစ်လာနိုင်ပါတယ်။ထို့ကြောင့်ငယ်စဉ်ကတည်းကကျမ်းမာအောင်နေရမယ်။ချမ်းသာအောင်ကြိုးစားရမယ်ဆိုတဲ့စိတ်ထားများကိုမွေးမြူပြီးအကောင့်ထဲပေါ်နိုင်မှသာ အသက်ကြီးလာရင်အေးချမ်းစွာဖြင့်မိမိလိုချင်သောဘဝတစ်ခုတွင်ငြိမ်းချမ်းစွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ရင်အရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမကတော့ကေပါ ကိုစီကိုငါကိုဒေတာ၌ပျော်ကြားဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။